အားသာဝါလာရှင်ညီကောင်မောင်များလုံးပဲမင်္ဂလာညနေကမှာခင်ဗျာဂျွန်လ2ရက်နေ့ရဲ့နောက်ဆုံးရအာဆင်ညနေသတင်းလေးပုဒ်ကိုတင်ဆက်ပေးသွားလို့မှာဖြစ်ပါတယ်။ကိုထုတ်ပေါ်ပေါ်ရှု YouTube Channel လက်စစ်ပေါ်ပေါ် Page Golden Canada Brother Page ကနေကြည့်ရှုသူများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ပထမဦးတင်ဘုတ်ကိုတော့သဆန်းဖော်ပြထားတဲ့ ဘာစီလိုနာတို့တရင်ဝင်လာပြီးဆွေးနွေးနေခဲ့တဲ့တောမက်ပါလီသတင်းမှကျွန်တော်စလိုက်အောင်ဒီသတင်းကတော့မနက်ခင်းအစောပိုင်းတနင်္လာရက်လောက်ကတက်လာပါလေဒါပေမဲ့ကျွန်တော်မနက်ခင်းသတင်းမှထည့်ဖို့မမိလိုက်တော့ဘူးအဲ့တော့တောမက်ပါလီနဲ့ပတ်သက်ပြီးဘာစီလိုနာအသင်းကတကယ်ကိုအလိုရှိနေတာဖြစ်တဲ့အတွက်ကစားသမားရဲ့ကိုယ်စားလှယ်နဲ့တွဲဆုံဆွေးနွေးမှုလုပ်နေဒီနေရာမှာအာဆင်နယ်ကအချိန်ကြီးအများကြီးရပြီးကစားသမားကိုဆွေးနွေးနေခဲ့ပေမဲ့လက်ရှိအချိန်ထိသဘောတူညီမှုမရသေးဘူး တချို့ San Siro Report ကရတဲ့သတင်းရဆိုရင်တော့ကြံကြဲတဲ့ပတ်တွေက Arsenal နဲ့ကစားသမားကြားထဲမှာအခြေခံအဆင့်ဆွေးနွေးမှုတွေမှာနှုတ်အားဖြင့်သဘောတူညီမှုရထားပြီလို့ကြားသိရတယ်။ဒါကတပိုင်းဒါပေမဲ့အာဆင်နယ်က၄လပိုင်းနဲ့ဒီစားမောက်တော့ရှောက်ဆွေးနေနေတာအခု၆လပိုင်းရောက်ပြီကစားသမားရဲ့စာချုပ်ကနောက်၂၈ရက်၂၈ရက်ဆိုကုန်ပြီအဲ့လောက်ထိကြောင်းဆွေးနွေးညှိနှိုင်းနေဆိုတော့အော်ပါတီရဲ့မြန်မာတန်တဆတောင်းဆိုနေလားဆိုတော့ပါတီသွားကြည့်တော့လည်းအဲ့လိုမဟုတ်ဘူး ပါတီကသူ့ရဲ့လုံခဏတာနေနေပလိစီလန်ဒန်မှာသူ့မိသားစုဝင်တဲ့အဆင်ပြေတာဖြစ်တဲ့အတွက်ဆက်ပြီးတော့နေခြင်းတယ်အဲ့တော့အာဆင်နယ်နဲ့တောမတ်ပါတီကြားမှာလက်ရှိချိန်ကြီးဆွေးနွေးမှုတွေကမပြီးပြတ်သေးတာဖြစ်တဲ့အတွက်ဘာစီလိုနာဝင်လာတာကြံခဲ့တဲ့လဆိုပါတီကရှင်းတယ်ဂျူပင်တက်ဘာစီလိုနာတီကိုဘယ်သိမ်းမှစိတ်ဝင်စားအောင်အာဆင်နယ်ဘက်သူဦးစားပေးပြီးဆွေးနွေးခဲ့တာဒါပေမဲ့အာဆင်နယ်ဒီတောမတ်ပါတီနဲ့ပတ်သက်ပြီးတော့ကိုယ့်အိတ်ထဲကဖားပဲဆိုတဲ့ပုံစံမျိုးနဲ့အထက်စီးကနေဆွေးနွေးနေကြအောင်အခုတတိကြာသွားခဲ့တာရှင်းရှင်းလေးဗျာ ငါတို့ကတော့ဒီလောက်ပမာဏနဲ့ဒီလောက်တက်နိုင်တယ်ဒီလောက် contract ချုပ်ချင်တယ်တစ်ဖက်ကစားသမားကလည်း okay ငါလန်ဒန်မှာနေချင်တယ်ဒီလောက် contract ဆိုရင်တော့ဒီလောက်လာစားနေဆိုအဆင်ပြေတယ်ဘယ်နှစ်တော့လိုချင်တယ်ပွင့်လင်းညှိနှိုင်းလိုက်အလုံးပြီးပြီအခုကတစ်ဖက်က short မလား short မလားနဲ့ဆွေးနွေးမှုတွေကကြာနေခဲ့တာအဲ့တော့ဘာစီလိုနာကိုပါတီရောက်သွားလဲကျွန်တော်ကပြောတယ်လက်ခုပ်ကိုတီးပေးလိုက်အောင်မှာအာဆင်နယ်မှာသူဆက်နေရလို့ရှိနေဗျဇူရီမန်ဒီနောက်ကအရန်နေနဲ့ကျွန်တော်တို့ကလိုချင်တာကျွန်တော်တို့ရဲ့လောဘအတွက် ဒါပေမဲ့ပါတီနေနဲ့ဘာစီလိုနာကိုထောက်ခွာသွားမယ်ဆိုတော့ဆူပလာတစ်ခုတော့သူချိန်သေးတယ်ပြီးတော့ကစားသမားဘောကနေဝင်ချိန်မှာအတင်းအင်းတွေကိုထပ်မံပြီးပြောင်းရတဲ့အခိုက်တက်မယ်အဲဆိုကြံခဲလာတော့ဆိုသူတီကိုရဲ့ဆွေးနွေးမှုတောင်သူညင်းပယ်ထားခဲ့တာဆွေးနွေးမှုတော့မလုပ်ခဲ့ဘူးအခုဘာစီလိုနာနဲ့ဆွေးနွေးရဆိုတဲ့အစ်စ်တောင်မှသူ့ရဲ့ကလပ်ဟောင်းတီကိုနဲ့သူမလုပ်ခဲ့တာမဟုတ်ဘူးပြီးတော့ sorry black ကဒီ မမောလောက်ခွေရကံလန်းမှုတွေကိုလည်းဆရာသမားပယ်ချထားခဲ့တာအာဆင်နယ်မှအာဆင်နယ်ဆိုပြီးဆွေးနွေးခဲ့တာအဲ့တော့အာဆင်နယ်တင်းတာဝန်ရှိသူတွေအနေနဲ့ပြင်ပကစားသမားခေါ်ယူရေးမှာလည်းအခုလည်းညောင်နေစီတယ်ပဲရှင်ယူဆက်ကစားသမားရဲ့တရန်ထိုးတဲ့ဘိုင်းမှာလည်းညောင်နေနေစီပဲတတော်ကိုမှညံဖြင်းတယ်လို့ပြောလို့ရတယ်ပြီးတော့မှဒလိုင်းဒီကြတော့မှဘာညာကျွန်တော်တို့ကမနဲ့၄နိုင်တို့ဒီအငိုးတို့ထိုင်ဆောင်ပြီးတော့ဘသူရောက်မလဲဆိုပြီးစောင့်ရတဲ့ဒုက္ခကနှစ်တိုင်းပြီးပါပဲ အဲ့တော့ပါတီးဆိုရလဲတစ်ချိန်လုံးကတီကွာနေလွယ်လွယ်ရောက်ခဲ့ရတာမဟုတ်ဘူးဒလိုင်းတေးမှာစာချုပ်ဖြစ်တဲ့ကြီးပုံပေးပြီးတော့တီကွာနေကျွန်တော်တန်း90နဲ့မလာခဲ့တဲ့ပလေယာတယောက်အခုလဲအလွတ်နဲ့လက်လွတ်ရတော့မယ်အဲ့တော့သူ့ကိုတကယ်လိုချင်နေထားချင်နေဆိုရင်တော့စာချုပ်တရံတိုးလိုက် အကယ်၍အစဉ်ပြေတုံးဆိုလဲကစားမအောင်စောစီပြောလိုက်သူတခြားသိနေတယ်လွတ်လပ်လပ်အချိန်ရအောင်ဆွေးနွေးခွင့်ပြုဖို့ပေါ့လေအခုအာဆင်နယ်ကကစားမအောင်တတန်းတို့ဖို့ဆွေးနွေးနေရတဲ့ကတော်တော်ခီးရောက်တဲ့ဆိုပြီးတင်းထန်တော်များဖော်ပြထားတယ်ကျွန်တော်ကတော့60ရာခိုင်နှုန်းလောက်တော့အာဆင်နယ်ပါဆက်ပြီးတော့ပါတီဆက်ရှိမယ်ထင်တယ်ကျန်တဲ့60ရာခိုင်နှုန်းကတော့ကျွန်တော်တို့အသင်းတောင်ရှိသူရဲ့၄ပင်နှေးကွေးမှုတွေကြောင့်ပဲလက်လွတ်သွားနိုင်ခြေရှိတယ်လို့ထင်ပါတယ် ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ဖီဘီဆိုရိုမန်နိုကဖော်ပြထားတာဒါကတော့မနခင်ဆော့ပိုင်းတက်လာခဲ့တဲ့သတင်းပေါ့လေဒါကဘရန်ဖို့အသင်းရဲ့တိုက်စစ်တောင်ပန်ကစားမဘရိုင်ယန်အမ်ဘူမိုနဲ့ပတ်သက်ပြီးတော့အာဆင်နယ်တို့ကစိတ်ဝင်စားမှုအပြည့်ရှိနေတယ်ဒါ့အပြင်အာဆင်နယ်အပောင်ဝင်ယူနိုက်တက်နဲ့နယူးကာဆယ်ကလည်းဒီကစားမကိုစိတ်ဝင်စားနေဆိုပြီးတော့ဖီဘီဆိုရိုမန်နိုကဖော်ပြသွားတယ်ဆရာသမားကတော့မာကတ်တင်းရဖော်ပြဝါလာပါလာတော့မသိဘူးအမ်ဘူမိုနဲ့အာဆင်နယ်သတင်းကအခုမှမဟုတ်ဘူးကြံခဲ့တဲ့ရာသီတွေကထွက်တာကြံခဲ့တဲ့ဒီຫນွေစည်းကွက် ဒလိုင်းဒေးမှာကျွန်တော်မနက်ခင်း၄နာရီတိုထိကျွန်တော်လိုက်လွင်ပြီးတော့အဲ့ transfer ဒလိုင်းဒေးကိုကျွန်တော်စောင့်နေချိန်မှာ Ryan Sterling ရောက်လာတယ်။ဒါပေမဲ့အဲ့မတိုင်ခင်မှာ Arsenal ကိုအဓိကဆွေးနွေးပြီးခေါ်ဖို့ကြိုးစားခဲ့တာကအဲ့ Brentford ကတက်စစ်တောင်ပံကစားမှာ Ambu ကိုခေါ်ဖို့ကြိုးစားတာ။ဒါပေမဲ့ဆရာသမားကိုခေါ်လို့မရတဲ့နောက်မှာတော့ဒါအိုက်တာတို့ကလိုအပ်တိုင်းနဲ့တိုက်စစ်ပိုင်းအတွက်မင်းခေါ်မှဖြစ်မယ်ဆိုပြီးတော့ Idu Gaspar အတင်း Ryan Sterling ကိုခေါ်လိုက်ခဲ့တာ။အမှန်တော့အိုက်တာလိုချင်တာကအခြားတိုက်စစ်တောင်ပံကစားသမားတွေကိုလိုချင်တယ်။ဒါပေမဲ့ လုံလောက်တဲ့ဆွေးနွေးညှိနှိုင်းလို့အဆင်မပြေလောက်တဲ့အချိန်ဖြစ်သွားတဲ့အခါမှာတော့အတင်းအတွက်လုံလုံမမဲ့ဆိုပြီးတော့အီဒူကတ်စပါအတင်းကြီးခေါ်ပြီးကတော့စတာလင်ကရောက်လာတယ်။ဒါပေမဲ့စတာလင်က quality ကောင်းတဲ့ player တူတော့အာဆင်နယ်မှာမဖြစ်ခဲ့ဘူး။ဒါပေမဲ့အရန်အင်အားအရဆိုရင်တော့ရုံးမပြတ်ဘဲနဲ့တယောက်စားကျွန်တော်ထည့်ပြီးသုံးလို့ရလိုက်တဲ့အနေထားပေါ့လေ။ပြီးတော့လေဒီဇာမားနဲ့ပတ်သက်ပြီးကျွန်တော်လောက်ခါတာအများကြီးပေးခဲ့ရမှာမဟုတ်ဘူး။အများစုကပဲခြေစီးရိုက်ခဲ့ရတာ။ပြီးတော့အငှားကြီးလည်းမပေးခဲ့ရဘူး။ ဲ့တော့ Idugas ပါတော့အတင်းအတွက်လိုအပ်မဲ့ဟာတချို့တော့သူရောက်တော့ခေါ်ပေးခဲ့တာလေးတော့ရှိပါတယ်။ဒါပေမဲ့ Aida ကသူလိုချင်တဲ့နံပါတ်၁ကစားသမားမှမဟုတ်ရင်ကျန်တဲ့ကစားသမားတွေကအစားတို့ခေါ်လို့မရှိဘူး။ Isaac မရလို့ဆိုပြီးတိုက်စစ်မှုမဝယ်ခဲ့တဲ့ကာလာတွေကိုကြည့်လိုက်။ Nico Williams မရလို့ဆိုပြီးဝင်ကစားသမားတွေမဝယ်ခဲ့တဲ့ကာလာကိုကြည့်လိုက်။အဲ့တော့အာဆင်နယ်အသင်းအနေနဲ့ဒီຫນွေဈေးကွက်မှာလဲအဲ့လိုမျိုးလုံးမှာဆိုးတဲ့အတွက်အန်ဒရီဘာတာက လန်ဘီကစားသမားတွေပါတမ်းပြီးပြင်ထားလို့ကြားသိရတယ်။အဲ့တော့ Brian Ambumo ဆိုတာကတော့လက်ရှိအချိန်မှာ United တို့နဲ့ထက်တဲ့ဝင်ဆွေးနွေးနေကျွန်တော်ကတော့ဒီကစားသမားကိုလေအဲ့ Arsenal United Newcastle ဒီ၃တင်းမှာ United ကိုရောက်သွားနိုင်ချေများတယ်ထင်တယ်။ United တော့တကယ်ကိုဆွေးနွေးနေတာကြံခဲ့တဲ့နှစ်ပတ်လောက်ထဲကကျွန်တော်ကအသင်းဆုံးဟိုတင်းကိုလက်စစ်ဖော်ဖော်ပိတ်မှလည်းလုံးနေသေးရဆိုတော့အမှန်တည်တယ်။တကယ်ကိုသူတို့ဆွေးနွေးနေတယ်တစ်ဖက်က Brentford ကလည်းပေါင်သန်း90ဈေးကတ်ထားတယ်ပေါင်သန်း90ပေးရတယ်အဲ့ဒီ Cameron သားကိုခေါ်သွားလိုက်ဆိုတဲ့ပုံစံမျိုး Thomas France တို့ကလည်း ဒါသူတို့အတွင်းသတင်းထဲမှာပြောထားပါဗောလေအဲ့တော့25နှစ်ရဲ့ကင်မရွန်သားတော့2026ခုနှစ်ဒီပဲတတန်းရှိရဖြစ်တဲ့အတွက်ဒီနေဈေးကွက်ပေါ်မှာမရောက်ရင်နောက်ရသည်ဆိုရင်အလွတ်နဲ့လွတ်လွတ်ရတော့မှာအဲ့အတွက်လေ brand 4ကရောင်းမယ်ဒါပေမဲ့တရဝင်းကန်လန်းပြီးတရဝင်းဆွေးနွေးနေခဲ့တဲ့အသင်းတွေကတော့ တော့တော့ဆွေးနွေးတဲ့အဆင့်တော်ရှိရတရားဝင်ကမ်းလှမ်းတဲ့ဆင့်တော်မရောက်သေးဘူးပေါ့လေအဲ့တော့ United ရောက်သွားမလား Newcastle ရောက်သွားမလားအာဆင်နေရပဲဒီကိုဝီလျံမရလို့အစားထုတ်ပြတ်ပြတ်ခေါ်သွားမလားကျွန်တော်တို့စောင့်ကြည့်သွားပါပါဒီရာသီ42ပွဲမှာ39ပွဲကစားထားတယ်ဂိုး20တင်ပြီးတော့6လုံးဖိုင်ထားတယ်မနစ်ကလည်းကိုကိုတင်ပြီး6လုံးဖိုင်ထားတယ် Brian Ambumo ကဒီ2021-22ဘောလုံးရာသီမှာသူတို့ချန်ပီယံရှစ်ကနေပရီးမီးယားလိကိုတန်တက်လာတဲ့အခြေအနေလက်ရှိအချိန်ထိချန်ပီယံရှစ်မှာတည်းကနော် သွင်းကိုဖန်တီးမှုတရားသည်ကို15လုံးထိလှုပ်ထားနိုင်ခဲ့တာသွင်းကိုရဲ့ဖန်တီးမှုနှစ်ခုပေါင်းအသင်းတသင်းအတွက်ဆိုလို့ရှိရင်တော့တောင်ပံပိုင်းနေပြီးတော့သွင်းကိုဖန်တီးမှုအချိန်ရေ15နဲ့20ကြားရှိတဲ့ကစားမတူဦးဆိုရင် အာဆင်နယ်သင်းတွက်အရန်ကစားမတူထပ်ပွေလို့တော့ပြောလို့ရတယ်။အဲ့တော့ Brian Amumu အာဆင်နယ်ကိုအဓိကခွန်မဲ့ပိုင်းရလဲစာကာရဲ့ဘက်ကအနေနဲ့ခေါ်ပါ။အဲ့တော့ရောက်လာနိုင်မလားစောင့်ကြည့်ရမယ်။အာဆင်နယ်သိရမလား Nico Williams မှလိုချင်တယ်လို့ Rodrigo တို့မှလိုချင်တယ်ဆိုပြီးတော့ Premier League ကအရေးသွေးမြင့်တစ်စစ်တောင်ပံကစားမကြီးပဲလှည့်တဲ့ခါကျရင် Transfer မှာအချိန်မရှိမှပဲကျွန်တော်ကကြံစိုးရင်နေပေါ့လေ။အဲ့တော့ Nico Williams လိုချင်တယ်ဆိုလဲရအောင်ခေါ်လိုက်။စာကအရန်ခေါ်ခြင်းလည်းဆိုလဲအမ်ဘူမိုခေါ်လိုက်အာဆင်နယ်မှာငွေကြီးပိုင်းဆိုင်ရာပြဿနာမရှိဘူးပြဿနာက ပေါင်တန်း90ရံကစားမောင်းပေါင်တန်း40နဲ့15လောက်အခြေယူပြီးစစ်နေရအခုဆက်စကိုဆိုရင်15ရံကျော်သွားနိုင်တယ်တတိယမြောက်သတင်းတစ်ပုဒ်ကတော့အီတလီသတင်းထောက်လိုရန်ဆိုလီပိုကဖော်ပြထားပါလေဒါကတော့ဘန်ဂျမင်ဆက်စကိုနဲ့ပတ်သက်တဲ့သတင်းမှာဒီနေရာမှာလေအဲ့ဒီသတင်းနောက်ကဖော်ပြထားချက်ရဆိုရင်အာဆင်နယ်တသင်းနဲ့ဒီကစားမောင်းဆွေးနွေးနေကြတာတော့မဟုတ်ဘူး လစ်ပါပူးရော United တို့ကဒီအပြောင်းရွှေ့ထဲမှာရှိရဆိုပြီးတော့သူကတော့ဖော်ပြသွားတယ်။နံပါတ်ကြီးသတင်းထောက်တွေတော်တော်များဆက်စကိုသတင်းနဲ့ပတ်သက်ပြီးခုနောက်ပိုင်းလက်ရှောင်နေရတွေ့ရတယ်။ရိုမာနိုဆိုလို့ရှိရင်လည်းအာဆင်နယ်နဲ့ဆက်စကိုဆွေးနွေးနေဆိုပြီးပြောသွားပြီးရနောက်ပိုင်းပျောက်သွား။ On Stain ဆိုလည်းလက်ရှိချင်းဒီပေါ်မလာသေးဘူး။ဒါပေမဲ့ဒီဘက်ကပြောမစို့ဂျာမန်သတင်းထောက်တွေစပိန်သတင်းထောက်တွေအဲ့ဘက်ကလာတဲ့သတင်းတွေကဆိုရင်တော့နေ့လာညလာခေါ်တော့ဘူးလို့ねတရားဝင်ဆွေးနွေးမှုတွေလုပ်တယ်ဆိုပြီးသတင်းတွေကတော့ရှောက်တက်တယ်။သတင်းကတော့အီတလီသတင်းထောက်စီကရတာပေါ့လေ။ဟိုကျွန်တော်တို့ ဟိုရိုမာနိုတို့အော်စတရီးလိုမျိုးဟီဝီကိုတန်းအော်တဲ့တင်ထောက်အဆင့်တော့မရောက်သေးဘူးသူတို့ကတော့အဲ့တော့ဒီကစားမနဲ့ပတ်သက်ပြီး United ကိုလိုက်တဲ့အပိုင်းကိုကျွန်တော်အရင်ပြောလိုက်အောင် United က Lian Tilak ကိုမရခဲ့တဲ့နောက်မှာသူတို့ Victor Yokran နဲ့ Benjamin Sesko ကိုပြစ်မှတ်ထားတယ်။ဒါပေမဲ့သူတို့ရဲ့နီးပြအမော်ရင်ရဲ့စိတ်ကြိုက်ဆိုလို့ရှိရင်တော့ရောက်လာနေရှိတာက Yokran ရောက်လာနေရှိရ United ကို Sesko ကတော့သူတို့ငွေကြေးရရောခေါ်နိုင်မှုရရောဥရောပဝင်ရရောဆို United တို့ ဟိုခေါ်နိုင်ချင်နဲလို့ထင်တယ်ပြီးတော့သူတို့မှလည်းအာဆင်နယ်ထက်စာလို့ရှိရင်သူတို့မှတက်စစ်မှုရှိတယ်ဟော်လွန်တို့ဇက်စီးတို့လိုကစားမရှိတယ်ဒါတွေပြန်ရောင်းပြီးမှပဲဝယ်မယ်ဆိုရင်တော့ဒီပြောင်းချူမှာဖြစ်လာနေတယ်အကြေးဒီကစားမောက်လည်းမရောင်းထုတ်နိုင်ဘူးအခြားအင်ကန်ကလည်းအများကြီးမူဆိုရင်တော့ဒီပြောင်းချူမှာရဲတို့နာမည်သတင်းထွက်တယ်ဆိုပေမဲ့တကယ်ခေါ်ချင်မှခေါ်နိုင်လိမ့်မယ်နောက်တစ်သင်းရောက်လက်ပါဘူး ဟိုကူအကီတိုက်နဲ့အဓိကသူတို့ကဆွေးနွေးနေတာဒါပေမဲ့ဒီပြောင်းရွှေ့တဲ့ပေါဝင်လာဆိုပေမဲ့သူတို့မှလေအခြားပရီးမီယာလိအသင်းနဲ့မတူတာလေပါဘူးရဲ့ဒီ forward ဆောင်ကစားသမားကြီးကအယောင် vaseline ဖြစ်တယ်ဆာလက်ပဲဖြစ်ဖြစ် louis d ရဲ့ပဲဖြစ်ဖြစ်သူတို့ကအရှိရအထောင်ကစားသမားကြီးဖြစ်တဲ့ odi gaspo နဲ့ darwin nutter တို့ပုံစံမျိုး switch chain ပြီးဆော့လို့ရတယ်ပြီးတော့ diego jota လည်းရှိတယ်အဲ့တော့လေပါဘူးကတစ်စစ်အားစုကြီးအပုံလိုက်ကြီးအဲ့တော့22နှစ်ရဲ့ slovenia သားကိုတော့ခေါ်နိုင်ချေရှိဆုံးကအာဆင်နယ်ပဲ အာဆင်နယ်ရဲ့ငွေကြေးပိုင်းဆိုင်ရာပြဿနာမရှိဘူး။ဥရောပဝင်ဝင်ဆိုင်ရာရလည်းပြဿနာမရှိဘူး။ဒါပေမဲ့အာဆင်နယ်တကယ်ပြဿနာရှိရာကဘုတ်ဖွဲ့ရဲ့ရှေးယိုးဇွဲရနိုင်တဲ့လောက်ဈေးစီနေတဲ့အပိုင်းရဲ့ရနိုင်တဲ့လောက် installment payment နဲ့တည်ချင်းစီခွဲပေးခြင်းနဲ့အပိုင်းရဲ့အဲ့ဒီအပိုင်းကြောင့်ပဲကစားမိုက်ခိုးတဲ့ဘက်မှာအာဆင်နယ်ကလိုအပ်တာပိုပြီးဆွေးနွေးလို့ရှိတယ်။ ဒီစီဇန်လေးကိုဒီကောက်ဝင်ကြီးပန်ဝင်ပြီးတဲ့ရှူဘောလုံး online အကြုံလဲကျေးဇူးတင်ပါတယ်အမဆုံးမစွန်းတော့ဘပြောက်ဖုန်းနံပါတ်3969 6392ကိုဆက်သွင်းပြီးတော့ဝန်ဆောင်မှုအပြည့်ဝရောက်နေပါတယ် iBack ကိုရှိကို Sport Internet 93 bit ကိုလဲကစားလို့ရပါတယ်ခင်ဗျာဒီလိုနေ့စဉ်သတင်းတွေကိုတင်ဆက်နိုင်ဖို့အတွက်နောက်ကွယ်ရပန်ဝင်ပြီးတဲ့ရှူဘောလုံးကိုလဲတကယ်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဆုံးသတင်းတစ်ပုဒ်ကတော့ဒါဒီယာတီချန်ပီယံလိပြီးဆုံးသွားတဲ့အချိန်မှာချန်ပီယံလိနဲ့ပတ်သက်ပြီးဒီယာတီအကောင်းဆုံး12ဦးနဲ့ပတ်သက်ပြီးရွေးချယ်ထားတာကိုဖော်ပြပြီးတော့မှာပါဒီအစီအမဆိုရင်တော့ PSG အသင်းကချန်ပီယံဖြစ်သွားခဲ့တာဖြစ်တဲ့အတွက်သူတို့အသင်းရဲ့ကစားသမား9ဦးထိပါဝင်နေအာဆီနီယံကစားသမား2ဦးပါတယ်။အင်တာမီလန်ကစားသမား2ဦးနဲ့ဘာစီလိုနာကစားသမား2ဦးပါဝင်နေပေါ့လေ။အဲ့တော့ဒီစီးရင်မှာဆိုလို့ရှိရင်တော့ပရီးမီယာလိဂုံဆောင်အာဆီနယ်ကိုစားပြု2ဦးတည်းသောကစားသမားအဖြစ်ဒီကလန်ရိုက်ကပါဝင်လာခဲ့တယ်။သွားတော့ကွင်းလယ်ပိုင်းမှာအခြားဘာစီလိုနာကစားသမား2ဦးကတော့ဒါရာဖီညာနဲ့လာမိုင်းယာမာသူတို့2ဦးပါဝင်လာခဲ့ပေါ့လေ။ကွင်းလယ်မှာဆိုရင်တော့ PSG ရဲ့ပီတင်ညာ တိုက်စစ်အထောင်သုံးမှာဆိုလို့ရှင်တော့ဒါဒမ်ဘီလီဟာကီမီဒီဇိုင်းတူတို့ဒီကစားမ၃ဦးပါဝင်လာခဲ့ပြီးတော့ခန်စစ်၃အောက်တက်မှာဆိုရင်တော့အင်တာကဘက်စတိုနီနောက်ပြီးတော့သူတို့ရဲ့ဒီ PSG အသင်းရဲ့ခန်စစ်သားမ၂ဦးဖြစ်တဲ့နူနိုမန်တက်စ်နဲ့မာကွန်ညိုပါဝင်လာခဲ့တယ်ဂိုးသမားနေရာမှာဆိုရင်တော့ PSG အသင်းကိုချန်ပီယံလိရောက်ဖို့အတွက်အရေးပါတဲ့အခိုက်အတန့်ကိုလက်ဆွမ်းပြပြီးကာဝယ်သွားခဲ့တဲ့ဒိုနာရူမာပါဝင်လာခဲ့ပါလေဒါကတော့ဒီဟာဒီချန်ပီယံလိရဲ့အကောင်းဆုံး ဥရောပအကောင်ဆုံး၁၁ယောက်ကိုဖော်ပြထားပါအဆုံးထိကြည့်ပြီးတော့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ